ဝေးလိုက်မယ်။တန်ရှင်သောဝိညာဉ်တော်ရဲ့ဗိတ်သိက်ခြင်းနဲ့တွားမယ်ဆိုရင်ဘလောက်ထိသူတို့လုံနိုင်မလဲ။စဉ်းစားကြည့်နော်။၁၂ရောက်တော့ကဘာကိုကင်လှုပ်နိုင်တယ်။အခုသသိန်း၄000လေးထောင်။ဟောမယ်။သူတို့ရဲ့အမှုတော်လုပ်ငန်းဘလောက်ထိအောင်မြင်မလဲ။အဲ့ဒီမှာဗျာဒိတ်ခွန်အငယ်၉ထဲမှာအဖြစ်ပါပါတယ်။ထို့နောက်မှငါကြည့်လင်။အသီးသီးဘာသာစကားပြောကြည့်ပါ။အသီးသီးဘာသာစကားဘာကိုပြောချင်တာလဲလူမျိုးတကာကိုပြောတာ နိုင်ငံတိုင်းကိုပြောတာ ပြောတော့လူအမျိုးအနွယ်ခတ်သိန်းတို့အထင်မှထွက်၍အဲ့ဒီထဲကနေဖေဟာပြောင်းလဲစေအောင် ပြောင်းလဲဖို့ရန်အတွက်အင်္ဂလိပ်သတင်းကဒီရဲ့သိန်းလေးတောင်း4000ဟောတယ်ဒါကိုကြားတဲ့နိုင်ငံတွေကနေကေတင်ချင်းရတဲ့သူတွေကတဲ့ဘလောက်များလဲဆိုအဲ့ဒီမှာရေးထားတယ်ကျွန်တော် highlight လုပ်ထားပေးတယ်အဘယ်သူမြမရေမတွက်နိုင်သောလူများပေါ့ hallelujah amen တလောက်ကြီးမားတဲ့ revival တစ်ခါမှမဖြစ်ဘူးလောကကြီးမှာကဘာ ပေါ်မှာဒီလောက်အထိပြောင်းလဲမဲ့အချိန်တခါမှမရှိဘူးဘူးအခုနှစ်2000ကာလเนาะမြောင်များစွာသောသူတွေပြောင်းလဲတယ်เนาะမှန်တယ်ဒါပေမဲ့အဲ့ဒီအချိန်ကြာရင်ပိုတော့ပြောင်းလဲအောင်ပဲမကြောက်လဲအပေသူမြမရေတွက်နိုင်တဲ့လူများအပေါင်းနဲ့ဆိုတော့အဲ့ဒီမှာကယ်တင်ချင်းရတဲ့သူတွေအများကြီးလာမယ်ဒါကြောင့်တချို့ကစိုးရိမ်နေဆရာဘေးရန်ကြီးကာလကြာရင်ဘယ်လိုသွားရမလဲဟုတ်လားအမျိုးတွေမပြောင်းလဲသူအတွက်စိုးရိမ်နေဖျားကြံစီရှိတယ်သူကအဲ့ဒီမှာလက်ခံတယ်ဆိုရင်ပြောင်းလဲလာနိုင်မယ်ခုချိန်မှာเนาะ အိမ်ထောင်တွေမှာကြည့်တဲ့အခါမှာတချို့လေးတွေတိုးမဲလေးတွေရှိတတ်တယ်နော်တိုးမဲလေးတွေရှိရဖျားချောင်းသွားမယ်ဆိုရင်မသွားခြင်းနော်နှုတ်ပတ်တော့နားထောင်မှာမသွား तू तू လောကအရာနေမဲ့သွားတယ် तू ကြံခဲ့မယ်လေဒါပေမဲ့ तू တိနေတယ်ဒေးဗစ်ကင်ဟောရာ तू နတ်ဆွနဖျားချာဖူးနေတယ် rapture မပါဘူးဘေးရန်ကြီးကလာမှာကြံခဲ့ပြီအဲ့အချိန်ကျရင် तू စိုးရိမ်မယ်ရှာမှာရှာမှာကယ်တင်ခြင်းနှုတ်ပတ်တော့ကြားကြားခြင်းပါအဲ့အချိန်ကျရင်သသိန်း၄000၄000တော့ ဟောပြောတဲ့သူတွေကတယောက်ယောက်နဲ့များတွေ့သွားမယ်ဆိုရင်တော့အဲ့တယောက်တွေလည်းမျောလင်းချက်ရှိတယ်။ဒါပေမဲ့အဲ့ဒီအချိန်ထိမဆောင်နဲ့လေ။ဒီဝိကင်အခုပြောနေတဲ့အချိန်မှာခရစ်တော်ကိုလက်ခံလိုက်ရင်မကောင်းဘူးလား။